်မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါ DVU မြင်တဲ့ကြရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါတော့မယ်နေပြည်တော်မှာစစ်ကောင်စီရဲ့ဖမ်းဆီးအကြမ်းချခံနေရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းကနေရရှိလာတဲ့ရမငွေရင်းနဲ့ငလင်ဘေးတင်ပြည်သူတွေကိုထောက်ပံ့ကူညီမှုတွေလှုပ်ဆောင်နေပြီဖြစ်တယ်လို့သိရပါဗျ။ဒီကမ်ပိန်းတွေကိုတော့ဒေါ်ဆန်းစုကြည်ရဲ့တားငယ် Kim Eris ကိုကိုထိန်နှင်းကဦးဆောင်ပြုလုပ်နေတာဖြစ်ပါတယ်။ အမေကိုချစ်တဲ့မြမပြည်သူပြည်သားတွေနဲ့အတူတကွအထိမ့်မှတ်လေးတစ်ခုပြုလုပ်ပေးပြီးမွေးနေ့အလူအဖြစ်မြမပြည်ရင်းကလိုအပ်နေတဲ့နေရာတွေအတွက်ဆေးရုံဆေးကန်တောက်သုံးရေးဆေးဝါးအဆောက်အစားအသောက်အစားရှိတာတွေကိုအမေကိုချစ်တဲ့ပြည်သူတွေနဲ့အတူတူထောက်ပံ့ပေးသွားမယ်ရည်ရွယ်ချက်လေးဖြစ်ပါတယ်လို့ကိုထိန်လင်းကပြောပါတယ်ကမင်းကအနေရရှိတဲ့ရမုံငွေတွေကိုမြန်မာနိုင်ငံကငလင်ပေးတင်ပြည်သူတွေအတွက်ဧပြီလ15ရက်အထိဆောင်ရွက်ထားရှိမှုအမှတ်တမ်းကိုလည်းမျှဝေထားတာကိုတွေ့ရပါတယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ခမ်းကျေးရွာအနီးတစ်ဝိုက်ကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်နေပြီးဧပြီလ27ရက်မှာတော့အစိမ့်ွေပါတဲ့ဘုံတွေကျဲချတိုက်ခိုက်ခဲ့တယ်လို့ဒနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA ဘက်ကပြောပါရယ်ဧပြီလ27ရက်နေ့လယ်တနာရီမှာဘုံ၃လုံး၃နာရီမှာဘုံ၄လုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်အစိမ့်ွေရှူရှိုင်းမိတဲ့ရဲဘော်တွေသွေးပောင်ချိန်ကြပြီးမူးဝေတာအော့အန်နာတွေဖြစ်တယ်လို့ဆိုပါရယ်စစ်ကောင်စီတပ်ကအပြစ်ခတ်ရဲဆဲထားကြောင်းကြေညာထားပေမဲ့ ိုင်ငံတကာကတားမြစ်ထားတဲ့တိုက်ခိုက်မှုတွေကိုပါကျူးလွန်နေတယ်လို့ DPLA ပြန်ကြားတာဝန်ရှိသူကပြောပါတယ်စစ်ကောင်စီတပ်ကတောင်ခမ်းမာတွေမကပဲစစ်ကောင်စီထိုးစစ်ဆင်လို့မရနိုင်တဲ့နေရာတွေမှာလည်းအစိမ့်ငွေပါတဲ့ဘုံတွေနဲ့ကြဲချတိုက်ခိုက်နေတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ကတောင်ခမ်းကြီးရွာအနီးတစ်ဝိုက်ကိုထိုးစစ်ဆင်နေတဲ့အတွက် DPLA TNL တို့နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ဘက်ကလေကြောင်းကနေဘုံကျဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာဒရုန်းနဲ့ဘုံတိချတာတွေအပြင် အစိမ့်ငွေပါတဲ့ဘုံတွေကျဲချတိုက်ခိုက်နေတယ်လို့ဆိုပါတယ်ရှင်။မြန်မာနိုင်ငံတွင်ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့တဲ့ငလင်ဘေးဒဏ်တင်ဒေသတွေမှာလင်းစစ်မီတာခါတွေပေးဆောင်နေရပြီးစစ်ကောင်စီရဲ့ဒီလောက်ရအပေါ်ဝေဖန်မှုတွေလည်းမြင့်တက်နေပါတယ်။ကိခိုင်သတင်းပြဖို့ထားပါတယ်ရှင်။ မက်လာ28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့ Richter scale 9.9အင်အားရှိတဲ့အင်အားပြင်းစကိုင်းငလျင်ကြောင့်မြန်မာနိုင်ငံတဝန်ပြည်သူထောင်ထဲချီတေဆုံခရပြီးနေအိမ်တောင်းချီလဲပျက်စီးဆုံးရှုံးခရပါတယ်။အခုလိုအခြေအနေမှာပဲငလျင်ဘေးတဲ့ကိုအများဆုံးခံခဲ့ရတဲ့မန္တလေးမြို့မှာပြိုကျပျက်စီးခဲ့တဲ့နေအိမ်တွေပါမကျန်လျက်စစ်မီတာခပေးဆောင်ရမယ်ဆိုပြီးမီတာကြီးစာရွက်တွေရောက်ရှိနေတယ်လို့မန္တလေးဒေသခံတွေကပြောပါတယ်။ အခုလိုတဘာဝဘေးဒဏ်ကိုချင်းဆိုင်ကြုံတွေ့နေရတဲ့အချိန်မှာမိတာခပေးဆောင်ရမယ့်ရက်ကိုရွှေ့ပေးတာတွေကြားသိငွေထက်ချော့ကောက်တာတွေပြုလုပ်သင့်တယ်လို့ပြောဆိုမှုတွေလည်းရှိနေပါတယ်။မိတာဆိုင်ရွက်ဒီလာတာကတော့ဒီမတ်လထဲမှာတုံးထားတဲ့ဟိုအမီးမီးကြီးပေါ့နော်မိတာကြီးပေါ့ဆိုတော့မီတာဆာရက်ကတော့သူပုံမှန်လာစဉ်ဝင်နေကြအတိုင်းရောက်လာတာဖြစ်တယ်အခုရုပ်အိမ်ဆိုလို့ရှိရင်ဒီအခု 21ရက်နေ့ပေါ့နော်ဧပြီ21ရက်နေ့နောက်ဆုံးထားဆောင်ရမယ့်ဟာ master တွေဧပြီ21ရက်နေ့ကိုနောက်ဆုံးထားဆောင်ပါခုဒီလိုအချိန်မှာတော့မီတာပြီးဆောင်တာကိုနောက်ဆုတ်ပေးစီနေတာပေါ့လေနော်ဒီတော့ဒါမှမဟုတ်ဈေးလျှော့ပေးတာမျိုးတွေပါတယ်လေဖြစ်စီနေတာပေါ့လေနော်ဟိုအရင် covid ကာလတော့မှမီတာပြီးဈေးလျှော့ပေးတာတို့ပါတော့ကျွန်တော်အဲ့လိုမျိုးအတွေ့အကြုံတွေရှိခဲ့ဦးလေဒီဦးရဲ့တဘာဝ BN ရဖြစ်နေတဲ့အချိန်မှာ ဟိုစောင်းတာတော့စောင်းအောင်ပါဗောဒါပေမဲ့အချိန်တစ်ခုရှိပြီးသားတို့ခြားသိငွေထက်အများကြီးလျှော့ပြီးသားတို့အဲ့လိုမျိုးလေးလုပ်ပြီးသိချင်တာဗောအရာပြင်းကလေးကြောင့်ပျက်စီးမှုမရှိဘဲမီတာဖက်ရှုနိုင်တဲ့လျက်စင်မီသုံးဆွေးသူတွေအနေနဲ့မက်ရှလာအတွက်ပေးဆောင်ရမယ့်ဘေးရရှိပါကဘေးပေါ်မှာပါရှိတဲ့နောက်ဆုံးပေးဆောင်ရမယ့်ရက်အတိုင်းပေးဆောင်ရမှာဖြစ်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ် ပြင်ဆင်မှုရှိတဲ့အစအုံတွေမှာတော့ mesh apron ဒလာစာသုံးဆွဲထားတဲ့ unit တွေကိုတွက်ချက်ပြီးတော့မေလာတရနေ့ကနေစပြီးကြာတဲ့ငွေတွေကိုစုပေါင်းကောက်ခဲ့တော့မှဖြစ်ပြီးတော့ဘေးပေါ်မှာပါရှိတဲ့နောက်ဆုံးပေးဆောင်ရမယ့်ရှက်အတိုင်းပေးဆောင်ရမှာဖြစ်တယ်လို့ဆိုပါတယ် ဒါအပြင်မီတာဖက်မရအောင်ပျက်စီးတော့တဲ့နေအိမ်တွေအနေနဲ့စစ်ကောင်စီရဲ့လေယက်စစ်မန်နေဂျာရုံးကိုအတိပဲအကြောက်ကြားနိုင်တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါသည်စစ်ကောင်စီရဲ့လုံရက်နဲ့ပတ်သက်ပြီးမန္တလေးမြို့ကလူမှုရေးတက်ကြောလှုပ်ရှားသူတယောက်ကသူ့အမြင်ကိုပြောပြပါသည်ပြည်သူလူထုကိုဟိုတင့်ချက်တာပေါ့လေသူတို့အစိုးရဖြစ်တဲ့မီတာပြီးဆောင်ပါဆိုတဲ့ပြည်သူပြည်သူလူထုပေါ်အာဏာပြခဲ့ဖိနှိပ်မှုပေါ့လေသူတို့ပါဝါရှိတာလက်ချက်တမဲ့ ရှိရဲဆိုတဲ့အားမျိုးပြချင်တာလည်းဖြစ်တယ်။နောက်ဟိုနိုင်ငံတော်မှာတကယ်တကယ်အငွေကြေးလူအချက်လည်းရှိရဲပေါ့လေရှိတော့ခါကြတော့ဒီပြည်သူတွေစီကဒီမီတာကုန်တွေပါရမှာဟိုဆက်လက်နဲ့ပစ္စည်း ဝယ်ဝယ်ရမယ့်ဟာမျိုးတွေလည်းရှိကောင်းရှိလိမ့်မယ်ဆိုတော့ဒါကြောင့်မလို့သာလေမီတာပေးတွေကိုအသေးအတန်ဆောင်းခိုင်းနေရမျိုးဖြစ်တယ်ပေါ့လေသူတို့မှသွားပြီးဖြစ်တယ်ဆိုတဲ့ဟာမျိုးအရှုတော့အမြင်မရှိတော့ဘဲနဲ့မြေကျူတွေဘက်ကကြည့်မယ်ဆိုရင်တော့ဒါအရန်ဖိနှိပ်တင်ချက်တဲ့ main တစ်ခုဖြစ်တယ်အဲဒါဒီမဖြစ်တဲ့ဟာမျိုးဖြစ်တယ်ပေါ့လေပြည်သူတွေအနေနဲ့ကြက်တဲနေတဲ့အချိန်မှာစိုးရိမ်ပူပန်မှုတွေတော့ကကိုစီဖြစ်နေတဲ့အချိန်မှာသူတို့အာနာတီမြေအတွက်ကိုပဲရှေ့ရှုတဲ့အမိန်ကြော်ညာစာလို့လည်း မြင်ပါတယ်ပေါ့လေဟုတ်ပြည်သူတွေကိုပြစ်မှတ်ထားတက်ဖြတ်နေတဲ့စစ်ကောင်စီအနေနဲ့ကတော့အခုလိုလုပ်ရဟာရန်သူကရန်သူအလုပ်ကိုသာလုပ်နေတာသာဖြစ်တယ်လို့မန္တလေးတပိတ်အင်အားစုကတာဝန်ရှိသူတယောက်ကပြောပါတယ်။ကိုကလေးကလည်းပြောရမယ်ဆိုရင်အဲရန်သူကရန်သူအလုပ်ကိုလုပ်ပါတယ်ရုံမာတဲ့နေ့တိုင်းတစားမှအဲရုံမာ အာဒါရုတ်မသွားပါဘူး။ဟောဆိုတော့ဒီလိုအသေးမွားမီတာကကောက်တာတွေအဲပေါ့မဆိုရဆိုရတော့တို့တော့ကမလုပ်ဖဲလဲမနေပါဘူး။မာပြီသူပြီးသားရဲ့ဒုက္ခရောက်နေတာကိုဟိုပေါ့နော်ဟိုဟိုကြည်နေနိုင်တဲ့ ဒီလိုအနာရိုးတွေဆိုတော့ဒီလိုရဲ့တရားတော့ထူးဆန်းပါအောင်ရန်ကုန်ရဲသူကတော့ရန်သူအလို့ကိုရန်သူဇက်တိုက်ကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်ဒီပူပီယာအောက်ယူရရှိထားတဲ့စင်းတွေအရာအင်အားပြင်းကလေးချောင်းမြန်မာနိုင်ငံတဝန်းသိဆုံးသူ6410ရောက်နဲ့ထိခိုက်ဒဏ်ရာရရှိသူ11366ရောက်ရှိပြီးနေအိမ်အဆောက်အုံပေါင်း9000ကျော်အထိပျက်စီးဆုံးရှုံးခဲ့ရပါတယ်ကျွန်မကေခိုင်ပါ Thank you. ကင်းပြည်နယ်မြောက်ရီမြို့မှာထိန်းသိမ်းထားတဲ့နိုင်ငံ၃ခုကနိုင်ငံသားကြားဖြန့်ဝန်ထမ်း23ယောက်ကိုဧပြီလ22ရက်ဒီနေ့မှာမဲဆောက်ဘက်ကိုပြန်လည်ပို့ဆောင်လိုက်ပါတယ်။အဲ့ဒီထဲမှာဖိလစ်ပိုင်က10ယောက်၊ရဝန္ဒါနိုင်ငံက10ယောက်၊မာလာဝီနိုင်ငံက2ယောက်တို့ပါဝင်ပါတယ်။သူတို့ဟာထိန်းသိမ်းခံထားရတာ2လပြည့်သွားခဲ့တဲ့ပြီးခဲ့တဲ့တကြံအကြာနေ့ကထိုင်းဘက်ကိုပြန်နိုင်ဖို့ဆန္ဒပြခဲ့ကြပါသေးတယ်။စနပြချိန်ညှိနှိုင်းထားချက်အရဒီနေ့မှပြန်လွှတ်ပေးခဲ့တာလို့ DKPA နဲ့ BGF တာဝန်ရှိသူတွေကပြောပါရယ် မြရီမြို့နယ်အတွင်းမှာကြားဖြတ်ငွေလိမ်ကိန်းတွေလုတ်ကင်နေကြောင်းသတင်းတွေထွက်ပေါ်လာခဲ့ပြီးတရုတ်မော်ရယ်တရုတ်ဆောင်ဝမ်ရှင်းဟာမြရီကြားဖြတ်လုပ်ငန်းကနေဇန်နဝါရီလ9ရက်ကပြန်လွတ်လာခဲ့ပါတယ်။အဲ့နောက်မြရီမြို့နယ်ကကြားဖြတ်လုပ်ငန်းတွေနာမည်ကြီးလာပြီးမြရီကိုထိုင်းကပေးနေတဲ့လျှက်စစ်နဲ့လောင်စာစီတွေကိုလည်း February 5ရက်နေ့ကဖျက်တောက်ခဲ့ပါတယ်။ BGF ဘက်ကလည်း February 12ရက်မှာကြားဖြတ်နေနေကော်မတီဖွဲ့ပြီးအခုလိုရှာဖွေပြန်ပို့နေတာအခုဆိုရင်2လခွဲကျော်သွားပြီဖြစ်ပါတယ်ရှင်။ ဒီဗီယူမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူအီအီနွယ်ပါကြီးစုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်